Hello, be alo với ီနေ့မှာတော့အိမ်မှာဟင်းမချက်ပန်နဲ့ပေါ့နော်ကြာဆန်ဟင်းကပူပူလေးပဲအလွယ်ချက်စာဖြစ်ပါတယ်ဒီချက်နေလေးရဆိုလို့ရှိရင်အရင်လွတ်လွတ်ကူတယ်ပြီးတော့အရက်သားလည်းအရင်ကိုကောင်းပါတယ်ရှင်ကဲဒါဆိုဖြွဲဝီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးနော်ပထမဆုံးဖြွေတို့ကြက်သားပြုတ်ပေးရန်အတွက်တပ်ဆင်ထားတဲ့ကြက်ပေါင်တစ်ဖက်နဲ့ကြက်ရမောက်တစ်ချမ်းစာကိုပြုံးမဲ့ဦးထဲကိုထည့်ပေးလိုက်ပါမယ်အရက်သားအတွက်ကတော့သူ့ရဲ့ကိုဖြိုးပါအသားမုံနေငယ်ပြီးတော့စနေမုံလေးနေငယ်ထည့်ပြီးတော့ငံပြားရည်ကိုထမင်းစာဆုံးနဲ့လက်ဆုံးကြော်ကြော်လောက်စာကို ထည့်ပြီးတော့ဗောနော်ဒီထောင်းထားပြီးသားချက်သဖြူလေးနဲ့ငဲ့ကိုပါထည့်ပြီးတော့တမတော်အောင်နဲ့ထားပေးလိုက်ပါတယ်ရှင်ဒီအရသာလေးတွေဝင်သွားအောင်ဗောနော်ဖြူလို့နဲ့သွားလိုက်တာအားလုံးလည်းတမတော်ပြီဆိုလို့ရှိရင်တော့ရေကိုချက်သားမျိုးတွေထည့်ပေးလိုက်မယ်ပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့မိနစ်30လောက်ပြုတ်ထားပေးလိုက်ပါမယ်နော် ိုးပြုတ်သွားလိုက်တာကြက်သားလည်းလုံးဝကြက်သွားပြီဆိုလို့ရှိရင်တော့ဆက်ထုတ်ပြီးတော့အိတ်ခဏပေးလိုက်ပါမယ်နော်ခဏလောက်အိတ်သွားအောင်ပေါ့နော် ဒါလေးတွေကတော့ကြာစံချက်မှာအတိကပါဝင်တဲ့ပစ္စည်းလေးတွေပဲဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်တော့အနှစ်ဖြစ်ထောင်းမယ်ပပလှီထားတဲ့ဆက်ပရင်တစ်ချောင်းစာပါမယ်ပြီးတော့ချက်တဖြူလေးမွှားစာနဲ့ပပလှီထားတဲ့ချက်တော်နဲ့အလုံးကြီးတစ်လုံးစာပဲဖြစ်ပါတယ်ရှင်။ပြီးတော့ဒါလေးကတော့ဖြူတို့ခဏကပြုတ်ပြီးတော့ဆက်ထုတ်ပြီးပေါ့နော်အေးအေးခံထားတဲ့ချက်သားပဲဖြစ်ပါတယ်။ဒီနေ့ကလော်လော်ကူကူလေးချက်မှာဖြစ်တဲ့အတွက်ငုံဥကိုလည်းဖြူကပြုတ်ထားပြီးသားငုံဥပဲသုံးထားတယ်ပေါ့နော်။ ပြီးတော့ဒါလေးကတော့အလုံးလိုက်ရောအဆက်ကြီးကြီးရောပေါ့နော်စိတ်ထားပြီးသားချက်သွင်းနေသုံးနေလုံးစားပဲဖြစ်ပါတယ်။ပြီးတော့အစေသက်ညက်ပြီးတော့ပေါ့နော်ရေဆေးတန့်စင်ထားပြီးတော့ရေစစ်ထားတဲ့ပန်းချောက်တွေမှုချောက်တွေပဲဖြစ်ပါတယ်ရှင်။ဒီပန်းချောက်တွေမှုချောက်တွေကိုရေဆေးတန့်စင်တာတို့ညက်တာတို့တော့မပြားတော့ဘူးပေါ့နော်။ဖြိုးအရင်ကလည်းလောက်ပြဖူးပါတယ်။ပြီးတော့အစေသက်ရေစိန်ထားတဲ့ဘဲကြံစာထုတ်ချစ်တထုတ်စာပဲဖြစ်ပါတယ်။ကဲဖြူတို့အေးခဏလေးစက်သားကလည်းအေးနေပြီဆိုလို့ရှိရင်တော့သူ့ကိုစိတ်ဆွပေးထားလိုက်ပါမယ်နော်။ ဒီနေရာမှာချက်တာဖို့ကြတော့တခြားချက်မာတယ်ပါရေသုံးမဲ့ဆိုလည်းရပါတယ်ရှင်ဖြူကတော့လောလောကူကူလေးဖြစ်အောင်လို့ခုလိုမျိုးလေး CP ချက်ကိုပဲသုံးထားတယ်ပေါ့နော်ဒီနေ့မှာတော့အိမ်မှာဟင်းမချက်ပန်းနဲ့ကြာဆန်ဟင်းကားလေးပဲလောလောကူကူချက်စာဖြစ်ပါတယ်ရှင်ပြီးတော့အများကြီးရတယ်ပေါ့နော်ဖြူတဝက်လောက်ကိုကြတော့အမေအိမ်နဲ့အမအေးသွားပေးလိုက်ပါတယ်ဒီတိုးဆိုလို့ရှိရင်စားလို့မကုန်ဘူးပေါ့နော်သူကအများကြီးရပါတယ်ချက်တာကိုဆိတ်ဆွပေးရတဲ့ဖြူကအစေးသေးပပလှိထားတဲ့ဒီဇက်ဗလင်တစ်ချောင်းစာကိုညှက်သွားတဲ့အထိအရင်ထောင်းထားပေးလိုက်ပါတယ် ဒီနေရာမှာတချို့တွေကြတော့လေဂျင်းကိုသုံးကြတယ်ပေါ့နော်ဂျင်းကိုသုံးမဲ့ဆိုလည်းရပါတယ်ရှင်ဖြိုးကတော့ဒီဇက်ပလင်နဲ့လေကြိုက်တာဖြစ်တဲ့အတွက်ဇက်ပလင်ကိုပဲသုံးထားပါတယ်။ထောင်ထားတဲ့ဇက်ပလင်ကညက်သွားပြီဆိုတာနဲ့ဖြိုးကဒီချက်သုံးဖြူနဲ့ချက်သုံးနေကိုထည့်ပြီးတော့ညက်သွားအောင်ပြန်ပြီးတော့ရောထောင်ပေးထားလိုက်ပါတယ်။ ကဲဖြိုတို့အနှစ်လေးလေးရပြီဆိုလို့ရှိရင်တော့စားချက်ပေးရန်အတွက်အိုးထဲကိုစီထည့်မယ်။စီလေးပူလာပြီဆိုလို့ရှိရင်တော့စနေမုတ်လေးနေငယ်ကိုထည့်ပြီးလို့ရှိရင်ခနာကထောင်ထားတဲ့ဇပလင်ကျက်တော်ဖြူနဲ့ကျက်တော်နေတို့ကိုထည့်ပေးလိုက်ပါမယ်နော်။ပြီးရင်တော့အဆက်ကြီးကြီးတွေစိုက်ထားတဲ့ကျက်တော်ကိုပါထည့်ပြီးကြရနဲ့အနက်လေးမွေးလာတဲ့အထိစီသက်ပေးထားလိုက်ပါရရှင်။ ွေရဲစီတက်လေးကအနက်လေးမွေးလာပြီဆိုလို့ရှိရင်တော့သူ့ရဲကိုအယောင်တိမ်မှုတစွန်းစာလောက်ကိုထည့်ပြီးတော့တမထွားအောင်ပြန်ပြီးတော့မှုထားပေးလိုက်ပါတယ်။ဒီငှုပ်တိအစိမ့်မုတ်လေးကလည်းအနက်လေးမွေးလာတဲ့ထိပေါ့နော်ခဏလောက်စီတက်ပေးသွားလိုက်ပါတယ်ရှင်။ဖြူရဲစီတက်လေးရအနက်လေးလုံးဝမွေးလာပြီဆိုလို့ရှိရင်တော့သူ့တွေကိုပြုတ်ပြီးတော့ဆိတ်ဆွထားတဲ့ချက်သားကိုထည့်ပြီးလို့ရှိရင်တော့တမတော်အောင် လုံးထားပေးလိုက်ပါမယ်နော်အားလုံးနှစ်တော်အောင်တေချာလေးမွေးသွားပေးလိုက်ပါတယ် ရှိတို့မှင်သွားလိုက်တာအားလုံးနှက်သွားပြီဆိုလို့ရှိရင်တော့သူ့ရဲကိုတားမောင်းနေငယ်စားနေငယ်နဲ့နှိယောက်ကောင်းမုတ်ကိုခမျက်မြလေးအုပ်ပေးလိုက်ပါတယ်။ပြီးရင်တော့ဒီငံပြရီကိုထမင်းစားစွန်းနဲ့နှစွန်းစာလုပ်ကိုထည့်ပေးရမယ်။တမတော်အောင်ပြန်ပြီးတော့ဝင်ထားပေးလိုက်ပါတယ်ရှင်။ဒီချက်သားကိုကြတော့စီလေးပြန်လာရေးပေါ့နော်။နည်းနည်းလေးခြောက်လာတဲ့အထိကြော်သွားပေးလိုက်ပါတယ်ရှင်။ ရွှေရဲချက်သားကြော်လေးကခုလိုမျိုးလေးစီလေးပြန်ရင်ပေါ့နော်အနှက်လေးမွေးလာပြီဆိုလို့ရှိရင်တော့သူ့တွေကိုဖြုတ်ထားပြီးသားဒီချက်ပြုတ်ရည်လေးကိုထည့်ပြလိုက်ပါမယ်နော်ဒါကတော့ခနာကဖြုတ်ထားတဲ့ချက်ပြုတ်ရည်လေးပဲဖြစ်ပါတယ်ပြီးရင်တော့ဖြိုးတို့သူ့တွေကိုအစဲသေးညှက်ပြီးရောရေစေးတန့်စင်ထားတဲ့မိုးချောက်တွေပန်းချောက်တွေကိုထည့်ပြလိုက်ပါမယ်ကဲပြီးလို့ရှိရင်တော့ဖြိုးနည်းနည်းလေးသမတော်အောင်ပေါ့နော်မွေးထားပြလိုက်ပါမယ်ရှင် ခဏလုံးမှွေပြီးလို့ရှိရင်တော့နောက်ထပ်ရေကိုကိုလိုအပ်သလောက်ထည့်ပေးလိုက်ပါမယ်နော်ရေကိုကိုလိုအပ်သလောက်ထည့်ပေးပြီဆိုလို့ရှိရင်တော့အဖုံးလေးအုပ်ပြီးတော့ပပွက်ဆူလာတဲ့အထိတဲသွားပေးလိုက်ပါမယ်ရှင်ဖြိုးတဲသွားလိုက်တာခုလိုမျိုးလေးပပွက်ဆူလာပြီဆိုလို့ရှိရင်တော့သူ့ကိုနည်းနည်းလေးသမတော်အောင်ပေါ့နော်မှွေထားပေးလိုက်ပါမယ်နော် ခဏလုံးဖွေးပြီးတာနဲ့သူ့ရဲ့ဦးဖြိုးကဒီပြုတ်ထားပြီးသားငေါဦးလေးကိုထည့်ပေးလိုက်ပါတယ်ပြီးတော့ဒီခဏကရေစိမ့်ထားတဲ့ကြာဆန်းကိုပါထည့်ပေးလိုက်ပါတယ်ရှင်ပြီးရင်တော့အားလုံးကိုနှက်သွားအောင်ပြန်ပြီးတော့အသားလေးမှွေသွားပေးလိုက်ပါမယ်နော်ဖြူအားဒီတစ်ခေါက်မှကြတော့ဒီဟင်းဖက်မများလေးစားချင်တာဖြစ်တဲ့အတွက်ဒီအဖက်မများလေးနဲ့ပဲချက်ဖြစ်ပါရရှင်တကယ်လို့ဒီနေရာမှာဒီအဖက်များနဲ့တလို့ခန်းစားရင်နောက်ထပ်ရေကိုကိုလိုအပ်သလောက်ထပ်ထပ်ပေးနိုင်ပါရရှင် ဖြူတို့အားလုံးကိုတမတော်အောင်မှွေပေးလို့ရှိရင်တော့နောက်တစ်ခါပုတ်ပတ်ဆူလာတဲ့အထိပေါ့နော်အဖုံးလေးအုပ်ပြီးတော့ချက်သွားပေးလိုက်ပါမယ်ရှင်။ ခဲ့တဲ့တစ်ခေါက်မှလည်းပပွက်ဆူလာပြီဆိုလို့ရှိရင်တော့သူ့ကိုနည်းနည်းလေးသမတော့အောင်မှွေထားပေးလိုက်မယ်ပြီးရင်တော့ရတာပုံငန်းကိုဒီနေရာမှာမြေချပေးလိုက်ပါမယ်နော်ဒီနေရာမှာရတာပုံငန်းကိုကိုစိတ်ချိုက်ပြင်ဆင်ပေးနိုင်ပါရဲ့ရှင်အပုံငန်းကိုပေါ့နော်ဖြွာတော့သူ့ရဲကိုကြားလေးနှဲငယ်ပြီးတော့အသားမုံနှဲငယ်နဲ့ငံပြားရည်ကိုထပ်ထပ်ပေးထားပါရဲ့ရှင်ဒီနေရာမှာကိုကကြားမသုံးဘူးဆိုလို့ရှိရင်မထက်လည်းရပါတယ်နော်ကဲပြီးရင်တော့အားလုံးကိုနှက်သွားအောင်ပြန်ပြီးတော့မှွေထားပေးလိုက်မယ် နှက်သွားပြီဆိုလို့ရှိရင်တော့ရတာပုံငန်းကိုနောက်တစ်ခါမြင့်ကြည့်ပေးလိုက်ပါမယ်နော်။ရတာလည်းလုံးဝစစ်ကြည့်ပြီဆိုလို့ရှိရင်တော့နောက်ဆုံးကြမှာမြို့ကောင်းလေးနိုင်ငံကိုထပ်အုပ်ပြီးလို့ရှိရင်တော့ရပါပြီရှင်။ဒီနေထားလေးဆိုလို့ရှိရင်တော့ဖြူတို့ရကြတာဟင်္ဂပပူလေးရတော့ချက်ပါပြီ။ချက်ပြီဆိုလို့ရှိရင်တော့ဖြူတို့စာမမကန်တဲ့ကိုထပ်မယ်။ပြီးရင်တော့ကိုနှစ်သက်ရအသေးရလေးတွေနဲ့တွဲစားနိုင်ပါပြီရှင်။ ဖြွာတော်သူတွေကိုတမ်းမြာတိထဲတယ်ပြီးတော့မြုပ်တီချက်မှုန်းနဲ့ဒီနေနေဘယ်လနေငယ်ကိုအုပ်ပြီးတော့စားဖြစ်ပါတယ်ရှင်။လုံနေလေးရလဲလွယ်ကူပြီးတော့စားလို့လည်းအရင်ကောင်းတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်စိတ်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်။ကဲဒီနေ့ရဲ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲเนาะ။ဒါဆိုဖြွာနေဖို့သက်တင်မှာပြန်ဆိုကြမယ်เนาะ။အားလုံးအပိုင်